တော့အားလုံးပဲမင်္ဂလာပါဖြစ်ပါဘလော့ကနေပြန်လဲချူဆိုပါရယ်ဒီဒီဗီဒီယိုကတော့ကျွန်တော်မနေ့ကကျွန်တော်တင်ပေးတဲ့အဲမတ်ဟန်တွေပေါ့နော်အခုသူ့ရဲ့ honest ready ဖြစ်တဲ့နောက်တစ်ခုပေါ့နော် honest review ဖြစ်တဲ့လူငယ်တယောက်အနေနဲ့စင်ကာပူနိုင်ငံကိုရွေးချယ်သင့်လားရွေးချယ်သင့်လားဆိုတာနဲ့ပတ်သက်ပြီးတော့ကျွန်တော် main ကိုလေးမေးမယ်ပေါ့နော်ဆိုတော့စလာရောဆိုတော့ညမကြောက်တဲ့အနေနဲ့ပေါ့နော်အာညမကြောက်တဲ့အနေနဲ့ကျတော့စင်ကာပူနိုင်ငံကိုရွေးချယ်တာမှားခဲ့လို့ပြောပါတော့ ဘာလို့လဲဆိုတော့ honest review မို့လို့ညီမအနေနဲ့မှားခဲ့ရပေါ့။သမားခဲ့ဆိုတာဘာလို့လဲဆိုတော့ဟိုအိမ်ကလည်းတခြားနိုင်ငံတွေကိုသွားဖို့အတွက် allowance မလုပ်ဘူး။ဟိုဘာလို့လဲဆိုတော့ Thai ဆိုလို့ရှိရင်ဒါဒါလူကြီးရေလောချစ်တယ်လို့ပြောအောင်လားထိုင်းဆိုလို့ရှိရင်လည်းတာသည်ပျက်စီးမယ်အဲအဲ့လိုဘာလို့ဆိုထိုင်းကအရင်လွတ်လပ်တယ်အဲအဲခဏလေးနဲ့ပျက်စီးမှာစိတ်မချဘူးအဲအဲ့လိုရရှိရဲ့ဒီနိုင်ငံနဲ့နေရမလေးဆိုလို့ရှိရင်မလေးလည်းမကောင်းဘူးသွားနဲ့ဟုတ်တယ် အဲ့တော့မိဘရေ push လောက်တာများလို့စင်ကာပူရောက်လာတယ်ပါတယ်အဲ့ဒါတစ်ဖက်ပေါ့နော်ပြီးတော့ဘာလို့လို့မိဘရေ push လောက်ရင်လည်းကိုကမငင်းဆန်ခဲ့ရလဲဆိုတော့ဟိုဘယ်လိုပြောရမလဲညီမကနာရှေ့မနေ့ကပြောခဲ့တယ်လို့ပဲပေါ့နော်ဟိုတစ်စိတ်ငယ်နေနဲ့အတုံးချလို့ကောင်းတဲ့နိုင်ငံတစ်ခုပဲဟုတ်အဲ့လားအဲ့ကြောင့်မို့อืมအဲ့ကြောင့်မို့လို့ရွေးချယ်ခဲ့ရပါဒါကညီမတယောက်တည်းအတွက်ပေါ့ဟိုတချို့ကျတော့လေဘယ်လိုပြောရမလဲအခုလူငယ်ပေါ့နော် ညီမတို့တော်တော်များများစင်ကာပူကိုထွက်လာခြင်းချာမင်းကြရဟုတ်တယ်ဟုတ်တယ်မင်းညရင်ပေါ့နော်ညီမကိုအဲ့လိုမျိုးတက်တော့မလာမေးကြရပေါ့နော်အဲ့လိုကြောင်းကိုဘယ်လိုဆက်သွယ်လဲပေါ့ဘယ်လို agent နဲ့အဲ့လိုသွားလဲပေါ့နော်အဲအဲ့လိုလာမေးတဲ့အခါကျတော့ဟိုသူတို့လည်းမင်းရဆိုင်ညူအဟမလာဘူးတော့မတိုက်သွင်းသေးခြင်းဘာလို့လဲဆိုကို country ရှင်နေကိုတည်နေတဲ့အခါကျတော့ဘာဖြစ်အများဆုံးထွက်လာအကောင်းဆုံးပဲလေဟိုဒီမှာဘာဖြစ်မှန်းမှန်းလားမသိရဒါပေမဲ့ နေလိုက်တစ်ခုကတော့ရှာတွေ့မှာပေါ့အဲ့နေလိုက်နေတော့ပေးပြတဲ့ဟိုပေးပြတာများကြတော့ကောင်းပါရဲ့ပေါ့ဆောင်းပါပါအဲ့ကြားရတော့ကြားရတော့ဒီကိုလိုက်တော့မလာကြည့်ဦးတည်ရမှာဒါပဲလာဖို့တိုက်တော့လာဖို့တိုက်တော့လာဖို့တိုက်တော့မဟုတ်ဘူးကွာအဲ့ဒါကအကိုဒီမှာတစ်ချက်ဖြတ်ပြောမယ်ဆိုရင်ကွာအကိုအနေနဲ့ပေါ့နော်အကိုအနေနဲ့ဆိုရင်ကိုကတော့ညီမနဲ့ဆက်ကျင်ပါကွာလာတဲ့နိုင်ငံလားဆိုရင်တော့ကိုကတော့လာတဲ့ဘာလို့လဲလို့မေးရင် အခုအနေနဲ့ဆိုရင်ပထမတစ်ချက်ကအရန်စီကန်ရှိတော့မှာပေါ့။အင်း။ဒုတိယတစ်ချက်ကဒီနိုင်ငံကရှင်းရှင်းပြောရင်ဒုက္ခဆင်းရဲမောင်များ။အင်း။အရန်များ။ဟုတ်ပါဘူး။ကို worker life နေသွားမယ်ဆိုဒုက္ခဆင်းရဲအရန်များ။ဟုတ်တယ်။ဘလောက်ကြီးပဲတော့ social media မှာလေအာအရန်အဆင်ပြေနေတယ်တပ်ပုံရိုက်တယ်ဘာညာတကယ်အဆန်ဒီတက်ပဲ။ဆန်ဒီ Sorry ပါဘာဟန်ကိုပြောတော့မဟုတ်ပါဆန်ဒီတက်ပဲကွာဆန်ဒီတက်ပဲ။သူတို့စန်ဒီတက်ပြီးတော့အကျန်တာကလောက robot life ပဲသွားမလုပ်ချင်လဲလောက်အောင်ဟုတ်တယ် စိတ်မပါတဲ့လောက်သူတို့ရဲ့ဒီ7နာရီလောက်ပေးရမယ်ဆိုရဲဟာကံဝင်ကြိထိုးထားတယ်ဟုတ်တယ်အဲ့တော့ပတ်ဆိုင်ရမြန်မာနိုင်ငံလူတွေတော့ထင်ကြတော့ဟာဒီကောင်းရင်စင်ကာပူရောက်ပါအဲ့လားဘာလို့ထင်ပါအဲ့လိုထင်ပါအဲ့လိုထင်ပါအဲ့လိုတကယ်တမ်းမဟုတ်ဘူးတကယ်တမ်းမဟုတ်ဘူးကျွန်လို့လောက်ကရအဲ့အဲ့လိုမျိုးပြောလို့ရတယ်ဟုတ်တယ်ဒါပေမဲ့တခုရှိတာပေါ့နော်နောက်တခုရှိတာပေါ့ကိုယ်မြန်မာနိုင်ငံလောက်ပင်ပန်းလားဆိုတော့မြန်မာနိုင်ငံလောက်တော့မပင်ပန်းဘူးအဲနေရာတိုင်းကိုသွားကြည့်လိုက်ကိုကြီးဒီမှာလောက်တာကအာစက်တွေအများကြီးလက်လောက်ဒါပေမဲ့တခုရှိတာစိတ်ပင်ပန်းမယ်အုံနောက်ပင်ပန်းမယ် ကိုမြန်မာပြည်မှာကကျတော့ physical ပဲမှာ physical ရမ်းပဲမှာလေကိုမြန်မာပြည်မှာကျတော့ပယံဆိုလေကိုရီချာအောက်ခြေနှိမ်အလုပ်ကနေစပြောကွာပယံတော့ကဘာပဲလှုပ်လှုပ်တို့ကအောက်ခြေနှိမ်ကနေတော့ဘတ်တူတော့ကိုမြန်မာနိုင်ငံလှုပ်တလောက်ပတ်စံမြောဟုတ်တယ်ဒီမှာလှုပ်ရင်လှုပ်တော့ပတ်စံလှုပ်တော့ပတ်စံရအဲ့ဒါတခုပေါ့အဲ့တော့ကွာဒီကိုလာစီခြင်းလားဆိုတော့လူငယ်အနေနဲ့လာစီခြင်းလေဒါပေမဲ့အလွန်ကြုံရောမဟုတ်ဟုတ်တယ်ဟုတ်တယ်ဘယ်လိုမျိုးလဲဆိုရင်ကွာ70 30အဲအဲ့လိုမျိုး70နဲ့အောင်ပြီးသားလူတယောက်အနေနဲ့ဆိုရင်တော့ try တင်တယ် try တင်တယ်ဒါပေမဲ့ဝဲရပြီလူတယောက်အနေနဲ့ try တင်တယ်ဆိုရင် professional life ပဲလာသေးခြင်းတယ်ဟုတ်တယ်ဟိုရရလုံကြီးနဲ့လာပြီးဝင်လာမယ်ဆိုရင်ဝင်လာမယ်ဆိုတော့ဟုတ်ဟုတ်တယ်ညီမတစ်ခါလေးအရင်အောင်ရညီမတို့ကြောင်းကြောင်းအောင်ပေါ့နော်ဟိုမြန်မာနိုင်ငံမှာဝဲရပြီသားလူလာ join တာရှိရှိဒီပလိုမာပြန် join ရအောင်စဉ်းစားရပါတော့တို့ဒီနိုင်ငံမှာအလုပ်တန်းလျှောက်လို့ရရဲ airline တွေအများကြီးရှိတယ်ညီမညီမရဲ့ major နဲ့အမှန်ရှိပြီးလောက်တာပေါ့နော်ဆက် ဟိုဒီတိုင်းအလုပ်ဝင်ပြီးတော့ဟို train လုပ်ရရဟာရှိဒီနိုင်ငံမှာကဘာတခုကောင်းတာရှိလဲဆိုဘွဲရရင် special လို့ရတယ်ဟုတ်တယ်ဟုတ်တယ် visit လာစား3000နဲ့ရဟုတ်တယ်အဲ့တော့ဟိုမြန်မာနိုင်ငံကဘွဲယူပြီးဒီမှာဘာအလုပ်ရှော့ရှော့3000လောက်နေစပြီးရတယ်အဲ့ဒီဟာတော့ရှိရယ်အဲ့အဲ့လေတခုကောင်းတယ်အဲ့အကြောင်းမလို့ try စီချင်တာပေါ့ပြီးရင်အဲဒီမှာနောက်တစ်ခုကဆက်အမားနေရအခုရှိမြန်မာနိုင်ငံဘွဲကဘာဘာ3လုံးမရအောင်ဆိုရဲဟာကြီးအဲ့ဒါကြီးအလွယ်ကြီးအဲ့ဒါကြီးအလွယ်ကြီးကွာဒီမြန်မာနိုင်ငံကလူတွေကိုပြောချင်တာက အာဆင်အာမြန်မာနိုင်ငံဘွဲကဘာမှသုံးစားလို့မရဘူးနိုင်ငံသားရောင်စက်ကူပဲဆိုတော့ဆန့်ရင်ဘယ်သူတီထွင်ပြီးတော့ပြောလိုက်တာလဲတော့မသိဘူးအဲ့မှာစပြီးတော့ကျွန်တော်လူငယ်တွေကဆယ်တဲ့အောင်အောင်မအောင်ရင်ဘွဲမြူတော့ဟုတ်တယ်အဲ့လိုမျိုးပြောရအောင်အောင်ပြီးတော့လည်းဘွဲမြူတော့အဲ့လိုမျိုးဖြစ်တာတကယ်တော့အမကြီးဟုတ်တယ်တကယ်တော့အမကြီးဟုတ်တယ်တကယ်တော့ဘွဲကအရန်သုံးဝင်တယ်ဟုတ်တယ်အဓိကဟိုဘယ်လိုပြောရမလဲဒါကညီမရဲ့ first country ပေါ့နော်အော် first country ဆိုတော့ပြောင်းလာတဲ့ဟာပြောင်းလာပထမဆုံးပြောင်းလာတဲ့ဟာကို first country လို့ခေါ်လိုက်တာပေါ့အဲဆိုတော့ အိုး first gun ကြီးအနေနဲ့ဆက်စပ်တွေ့လိုက်တဲ့အချိန်မှာဘွဲရိုင်းလာစာ3000ဘဲစလာစာ3000ဆိုတော့ဒီနိုင်ငံမှာဆောင်ရမြရတယ်ဟုတ်တယ်ပုံမှန်လုံနေကြ walker ထက်တောင်မှများတယ်ကွာ3000ဆိုတဲ့အရာကျွန်တော်ပြောပြမယ်ဗျာအိမ်စီးခုနကကျွန်တော်တွက်တယ်လို့ပေါ့နော်အဲကျွန်တော်ခုနေတဲ့အခန်းဆို၈00ဗျာအဲ့ဒါအောင်မှကျွန်တော်ဆိုရင်တစ်လကိုသုံးမယ်ဆိုရင်အနည်းဆုံးအနည်းဆုံးပေါ့အနည်းဆုံးပေါ့နော်ထောင်အဲထောင်ကျော်ပေါ့အဲ့လောက်ပဲသုံးအဲ့လောက်ပဲသုံးဒါပေမဲ့ခုရတကယ်လုံးဝတေချာချစ်ကုတ်ပြီးသုံးမယ်ဆိုရင်ဒေါ်လာ တလောက်စားစီက200ရော300ဝင်းစီမယ်ကိုဟုတ်တယ်အဲ့လောက်ပဲကိုဟုတ်တယ်ဟုတ်တယ်အဲ့ကိုချက်စားစီရမလို့တော့ကိုကဝယ်စားလိုက်မှာအဲ့လိုမျိုးစမ်းပိုင်ရှိရကွာဒါပေမဲ့ပြောချင်တာကအဲ့ဆိုတော့ဒီနိုင်ငံမှာလာမယ်ဆိုရင်အခွင့်အရေးရလားဆိုခွင့်အရေးရတယ်ဒါပေမဲ့စူးစားခြင်းတဲ့လူတော့ဟုတ်တယ်အရင်မစူးစားခြင်းတဲ့လူတယောက်အနေနဲ့ဆိုတော့ထွက်မလာသေးတဲ့နိုင်ငံလို့ပြောလို့ရပါလို့လဲဆိုစားစီတောက်စီအရင်စေးကြည့်တယ်ပြီးရင်ကိုယ့်ကိုယ် control မလုပ်နိုင်ဘူးစက် control မလုပ်နိုင်ဘူးဆိုတော့မလာတာကောင်းတယ်မလာတာကောင်းတယ်ဘာလို့ဆိုငရဲတွေနဲ့တွန်းပို့လိုက်လို့မလဲဟုတ်တယ်ဟုတ်တယ် လူလည်းပင်ပန်းနဲ့စိတ်လည်းပင်ပန်းနဲ့လူပင်ပန်းနဲ့စိတ်ပင်ပန်းနဲ့ဒါပေမဲ့ပြီးတော့နောက်တစ်ခုကဒေါသမထိန်နိုင်တဲ့ချိန်အလုပ်ထဲမှာရမ်းပစ်တာပါညာဆိုဂျေးရအောင်ရအောင်ပဲအဲ့မျိုးရမ်းတိခံအဲ့မျိုးရမ်းတိခံဟုတ်တယ်ဆိုတော့တချို့ဒါလူမျိုးမျိုးစိတ်တွေဟုတ်တယ်ဟုတ်တယ်ဆိုတော့ဟိုတချို့လှုပ်ရှင်နေတဲ့အစဉ်ပြေတဲ့ခါမျိုးလည်းရှိတယ်တချို့ဟိုအလုပ်ရှင်နေတဲ့အစဉ်ပြေပေမဲ့လှုပ်လှုပ်တဲ့သူအချင်းချင်းတောင်မှအစဉ်မပြေရရှိဘူးကပွားလိုက်ဒီကပွားစိတ်တွေအရန်လျှော့ထားတဲ့အချိန်ရှိတယ်အဲ့လိုမျိုးအဲ့လိုလည်းဆိုတော့ ဒီနိုင်ငံမှာကအောက်မကျရင်ဒေါသထွက်ရင်မရဘူး။အဲအဲ့ဒါပြောတာမျိုးအဓိကကသူတို့ကဒီမိုကရေစီပုံစံသွားတာဆိုတော့မင်းလက်ပါလို့မရဘူးကွာ။လက်ပါမယ်ဆိုရင်သွားပြီလား။ဟုတ်။သူလက်ပါကိုလက်ပါဆိုတော့ဒါဘဲဖြစ်တယ်ကွာ။ဒါဖဲဖြစ်တယ်။တယောက်နဲ့တယောက်အာမင်းတစ်ချက်ထိုးလို့ငါတစ်ချက်ထိုးရဒါအဆင်ပြေအဲ့လိုမျိုးဒါပေမဲ့ကိုတစ်ချက်ထိုးလိုက်လို့တော့ပြန်မထိုးဘူးလားသွားပြီအဲ့လိုမျိုးပေါ့အဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုမျိုးအဲ့ဆိုတော့လူငယ်တယောက်အနေနဲ့ရွေးချယ်မျိုးရမယ့်နိုင်ငံလားဆိုအခုထင်နေဆိုတော့ကောင်းတယ်ဒါပေမဲ့ 50 50ပေါ့နော်အကွာတော့50 50ပေးချင်တယ်ဘာလို့လဲဆိုတော့ကြိုးစားခြင်းနဲ့လူတယောက်အနေနဲ့ဆိုတော့ဒီနိုင်ငံကိုညီမပြောလို့ခုနကကြားခံတယ်ဖြစ်သုံးလို့ရတယ်သုံးလို့ရတယ်ပြီးတော့မှဆက်တက်ပေါ့อืมဟုတ်တယ်ဒါဆိုတော့ပြီးတော့နိုင်ငံသားသွားတဲ့ vibe ကိုရသွားတယ်ဟုတ်တယ်နိုင်ငံသားမှာလူတယောက်နဲ့ကိုရီးမြန်မာနိုင်ငံက vibe နဲ့မတူอืมအဲ့ဒါပဲနောက်တစ်ခုအကြံပေးချင်တာကကျမတို့ဗီဒီယိုမြတ်ခင်ဆွေးနွေးခဲ့တဲ့ဟာလေးပေါ့နော်အားလောက်ပါလို့အဲ့ဒါကပါလဲဆိုရင်ပြောပြမယ်အခု မြန်မာနိုင်ငံကလူတွေအရန်ကိုလေ Facebook တခွင်မှာပြပြစင်ပြပြစင်တက်နေတဲ့6လ program ပေါ့နော်အဲ့ဒါကဟုတ်လားမဟုတ်လားဆိုတာနဲ့ပတ်သက်ပြီးတော့ပြောပြမယ်ဆိုတော့သူကတော့ဟိုဒီ6လ program မှာ join ထားတဲ့လူတယောက်အနေနဲ့သူ honest review ပေးတာပေါ့နော်ဆိုတော့သူ့ရဲ့အဖြေလေးကိုဆက်ကြည့်ရအောင်ဟဲ့တက်တင်လာပေါ့အဖြေအဖြေလေးသေချာပေးမယ်ပေါ့နော်သေချာစုံစမ်းပါပေါ့အဲဒါကတော့ညီမရဲ့အဖြေပေါ့နော်သေချာစုံစမ်းပါပေါ့ဘာလို့လဲဆိုတော့ တချို့က agency တွေနဲ့ချိန်တာရှိရယ်တချို့ကြာလည်းကြောင်းတိုက်ရယ်ပေါ့နော်အာညီမက agency နဲ့ချိန်တာပေါ့နော် agency နဲ့ချိန်တာပြင်မဲ့လေ agency ကကြောင်းရဲ့အကြောင်းစုံအကုန်မသိရမှာရှိအာအဲ့ဒါ grind တယ်ညီမနိုင်ငံ agency တွေကတော်တော်များစင်ကိုတော့မရောက်ဘူးအဲ့အဲ့လိုအဲ့လိုမျိုးရှိရယ်ကွဲတဲ့အဲ့ဟိုကြောင်းက ဘာ problem တွေရှိနေမလဲဆိုတာညီမတို့လည်းမသိရဘူး agency ကကိုယ်တိုင်ကပါမသိဘူးဆိုတော့ညီမတို့ကလူကိုယ်တိုင်ရောက်ပြရမှဒီလိုမျိုးကြုံရတာရှိရဲပေါ့နော်ဟိုတချို့ case လေးတွေပါလေးပေါ့နော်အဲ့လိုတချို့ကြောင်းနေဆိုလို့ရှိရင်အဲ့လို certificate မပေးရဘူးဟိုဟိုတယ်လောကပဲမြန်မာကကာမလီ live တက်လာတယ်အဲ့ဒါအဲ့ဒါအရင်ကလည်း6လ6လဟိုတက်ပြီးတော့6လအင်တန်ရမယ်ဆိုပဲအင်တန်မပေးဆိုတာအမှန်တော့ကိုရီ nation တိုင်းလို့ရှိရင်သူလည်းတာမန်လူလည်းစားပဲနေမှာဘာလို့လဲဆိုတော့ဟို အိမ်ကိုပြန်ထောက်ဖို့လိုသေးတယ်။အိမ်ကကိုယ့်အတွက်အရင်ကုန်လာရယ်ဆိုတော့အိမ်ကိုပြန်ထောက်ဖို့လည်းလိုသေးတယ်ဆိုတော့ internship လိုရယ်။ဟုတ်တယ်။တို့ကအဓိကဟိုတောက်တက်ဖို့ focus လုပ်ပြီးလာမှာမဟုတ်ဘူး။ internship ကို focus လုပ်ပြီးလာ။အာအဓိကအဲ့ဒါ။လိုချင်တဲ့ဟာကိုမရတဲ့အခါကျတော့အရောက်ပေါက်ကွဲကြရတယ်။အဲ့ဒါပြောတာပြော။အဲ့ဒါဆိုတော့အဲတချို့ agency တွေကြာလေအမှန်ကန်လုံးတွေ agency တွေရှိရဲ့အခါကျညီမအဲ့လိုမျိုးတစ်ဖက်သက်လဲမဆွဆွဲခြင်းမဆွဆွဲခြင်းမဆွဆွဲခြင်းအဲ့ခါကျတော့ဟိုတေချာစုံစမ်းပေါ့နော် ဟိုဒီမှာစင်ကာပူမှာနေကန်ရှိလို့ရှိရင်လည်းအတိအေဖြစ်ဖြစ်နေကန်နေရှိရမယ်ဖြစ်ဖြစ်အဲ့လိုသူတို့ကိုကြောင်းကိုကိုယ်တိုင်ပေါ့ဆောင်စံတာပို့ပြီးတော့အဆင်ပြေတယ်။အင်း။အဲ့လိုမျိုးပေါ့နော်ဒါမှမဟုတ်လည်းဟို agent ရဲ့ background တို့ကြောင်းရဲ့ background တို့ကိုတိတ်ချဆောင်စံပို့။အဲ့ဒါကြီးကတော့ preview page မှာ။အင်းဆိုတော့ဒီညီမရဲ့ honest review ပေါ့နော်ပြီးတော့နောက်တစ်ခုကဒီမှာလာပြီးတော့လေအာမင်းတို့ကတိလို့လားကိုယ်တိုင်ကြုံတွေ့နေရလားလို့တော့ကျွန်တော်တခါလေးပြောမယ်ပေါ့နော်ဒါပေမဲ့ သူကကိုယ်တိုင်တက်နေရပါတော့ဒီညီမဟန်တွေကကိုယ်တိုင်တက်နေတာဆိုကိုယ်တိုင်ဂျုံနေရပုံတွေဂျုံနေရတဲ့အရာပေါ့တော့ကိုယ်တိုင်ဂျုံနေရပေါ့ကိုယ်တိုင်ဂျုံနေရတဲ့အရာဆိုတော့ဒါကတေချာပေါ့ဒီလိုဖြစ်နေတာဆိုတော့ကျွန်တော်ကလည်းအရင်မပြောချင်ဘူးဆိုတော့အကြောင်းရင်းကပထမတစ်ချက်ကအခုလာနေတဲ့ join နေတဲ့လူတွေနောက်တစ်ခုကမရက်တက်စီချင်ဘူးမရက်တက်စီချင်ဘူးများသေးလားကိုကိုအကြောင်းနဲ့ပေါ့နော်ကျွန်တော်ကတော့ honor review ပြောချင်နေတယ်ဒါပေမဲ့ကိုအကြောင်းနဲ့မရက်တက်ချင်ဘူးပြီးတော့လုံနေနေအာဘာဆက်လုံးအောင်လဲမသိတော့တဲ့အချိန်ကြီးအများကြီးရှိရွာအဲ့မျိုးဆိုတော့ကိုကလည်းကိုအကြောင်းနဲ့မဖြစ်စီချင်တဲ့အတိုင်းမပြောခဲ့တာပေါ့နော် မဲ့အခုကတော့ဒီညမဟန်ရီနဲ့ပြောပုံရဆိုရင်ဒါတည်ကြရတဲ့အခြေအနေပေါ့နော်ဆိုတော့ညမညမလဲပေါ့နော်ဒါဂျာဖြတ်ရဆိုရင်ညမလဲအဲ့အဲ့ live stream နဲ့တောက်ကိုမယုံခဲ့ဘူးမယုံခဲ့တဲ့အချိန်မှာပါဟုတ်တယ်ဘာကြီးလားပေါ့ဒါသူ့ရဲ့တစ်ဖက်သက်ထင်မြင်ချက်လို့ထင်ခဲ့မိလို့အခုလောက်ခဲ့တာပေါ့နော်ဒါပေမဲ့ဟိုအစိုးရအကောင်းပေါ့နော်အရာတိုင်းကကောင်းမှုဖြစ်လာပါပေါ့နော်အဲ့လိုပဲတွေးပေါ့ဘာလဲဆိုတော့ positive thinking နဲ့တွေးရအောင်မရဘူးဆိုရင်လည်း မလုပ်လို့မရတော့ဘူးဗျာတက်နေတဲ့လူတွေအနေနဲ့ဆိုတော့ဒါပေမဲ့ join မှုလာနေတဲ့လူတွေတယောက်အနေနဲ့ဆိုတော့ကျွန်တော်ကတော့တိတ်ချစုံစမ်းတိတ်ချစုံစမ်းပြီးတော့မှမှန်ကန်တဲ့အကြောင်း join ပေါ့အဲမျိုးပါဟုတ်တယ်ဟိုတိတ်ချအဓိကကပေါ့နော်ဒီနိုင်ငံမှာစုံစမ်းရစုံစမ်းတဲ့လောက်ចောင်းနေထွက်တယ်ဟုတ်တယ်ထက်တယ်အရန်ထက်တယ်အလုတ်လည်းစုံစမ်းရစုံစမ်းတဲ့လောက်ထက်တယ်ညီမတော့တိလာတော့မသိဘူးအကိုဆုံးချက်ကြည့်ပြီးဒီပဲတော့ဘယ်လိုပြောရမလဲဟိုတချို့ចောင်းနေဆိုလို့ရှိရင် ဟိုဘယ်လိုပြောမလဲအရင်ထင်နေပုံပေါ်မှရှိဘူးဒါပေမဲ့သူတို့ចောင်းနေအမှန်ကန်လုံနေတဲ့ចောင်းနေဟုတ်တယ်အဲအဲ့လိုမျိုးရှိရပေါ့နော်အဲ့တော့ဒီမှာကစုံစမ်းရင်စုံစမ်းတလောက်ခတ်တယ်ဟုတ်တယ်ဟုတ်တယ်အလုံးလည်းဟိုတနေရာတနေရာသောက်စုံစမ်းလို့ရှိရင်နောက်တနေရာမှာပေါ်လာမျိုးရှိတယ်အဓိကကတော့ဟိုအရင်တော့ confuse ဖြစ်တယ်ဟိုဒီဟာကိုရွေးရမလားဒါကိုရွေးရမလားဆိုတော့ confuse ဖြစ်တယ်အဓိကကတော့ကိုယ့်ရဲ့စုံစမ်းမှုပေါ်မှာမူတည်တာပေါ့အဲ့တော့တေချာစုံစမ်းမှာ ဟို agent agent နဲ့ချိန်မယ်ဆိုလို့ရှိရင်အမြန်အရန်အမြန်ထွက်လာခြင်းလို့ agent နဲ့ချိန်မယ်ဆိုလို့ရှိရင် agent ကိုတေချာမေးပါတေချာစုံစမ်းပါအမခံချက်ရှိလားအာအဲ့ဒါအဓိကအဲ့ဒါအဓိက insurance ကအဓိကအမခံချက်ရှိလားဒီဟာအတွက်ဒီဟာရမယ်ဆိုရင်တေချာလားอืม တေချာလေးဆိုအဓိကတော့ certificate ကိုပြောချင်တာပေါ့နော် certificate တခုရဲ့အတွက်နဲ့လာမယ်ဟုတ်တယ်အဲ့ဒါဆိုရင်တော့မကောင်းဘူးနော်ဘယ်ဟာဘယ်ဟာမဟုတ်ဘူးဗျအဲ့ဒီမှာအဲ့လိုကြားရဲ့တည်င်းနေကြတယ် certificate ဒါ certificate တောင်မရဘူးဆိုတော့တက်တဲ့အတန်းက diploma diploma ကိုတောင်မှ certificate မပေးဘူးဆိုလို့ရှိရင်ဘယ်လိုလဲ ကိုရတက်လာတက်ရုံပဲရှိရပါတယ်။အတက်ရုံပျော်ပဲရှိရ။ပျော်လာတက်ရုံဖြစ်နေတယ်။ဟုတ်လားပြ။အဲ့လိုမျိုးရောကိုရဘဝကိုအချိန်ကုန်မခံတဲ့ပေါ့။ကိုရငွေတွေအချိန်တွေကိုတော့အဲ့လိုမျိုးအကုန်မခံနဲ့။အဲ့ဒါကြောင့်မို့သေချာစုံစမ်းပြီးတော့ try မို့ပြောချင်ပါသေး။อืมဆိုတော့ဒီနေ့ဒီဗီဒီယိုမှာတော့အကုန်လုံးကိုညီကုန်းချုပ်ရမယ်ဆိုရင်ပအောင်တော့တစ်ခုအနေနဲ့လူငယ်တယောက်အနေနဲ့လာမယ်ဆိုရင်တော့အဲသူ့အနေနဲ့ဆိုရင်တော့ကတည်းက30ပေါ့နော်ကျွန်တော်အနေနဲ့ဆိုရင်တော့50 50ဒါကျွန်တော်နှစ်ယောက်ရဲ့ impression ပေးတာဒါပေမဲ့ ောက်တစ်ခုက6လ program ဖြစ်တဲ့ intention နဲ့လာမယ်ဆိုရင်တော့တရားစုံစမ်းပြီးတော့မှလာစီခြင်းနေပေါ့နော်အာတကယ်လုပ်နေတဲ့လူတွေလည်းရှိသလိုတကယ်မသိပဲနဲ့နောက်တစ်ခုက agency လုပ်နေတိုင်းစင်ကာပူမရောက်နိုင်ဘူးဗျာဟုတ်တယ်အဲ့လိုမျိုးဆိုတော့ပြောချင်တာကတရားပေါ့စုံစမ်းပြီးပြီဆိုမှလာပါတရားတဲ့ agency ဒါမှမဟုတ်ကိုယ့်ကို join ပေါ့နော်တကယ် agency ဆိုတာလည်းကိုယ်တွေလူကနေဖြစ်လာတဲ့လူပဲဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်တကယ် တစိမ့်ကအနေနဲ့ပဲတော့ဘာမှအဲ့လိုမဟုတ်ဘူးဟိုပါပဲအဲ့လိုမျိုးဟိုဒီအဲကြောင်းကြောင်းစုံစမ်းထားရဲအာဒီကြောင်းကဒီလိုဖြစ်တယ်ဆိုပြီးတော့ agent အဲဒီလိုချိတ်တယ်အဲ့လိုပဲချိတ်အမှန်တကယ်ပြောလို့ရှိရင်ကိုယ် agent လုပ်မယ်ဆိုလို့ရှိရင်လုပ်လို့ရတယ်အဲ့ဒါမျိုးတာမျိုးတကယ်တမ်း agency ဆိုပြီးမှလည်းပုံအောပြီးမယုံလိုက်တော့ချို့ agency တွေကစင်ကာပူဆိုတာဘာမှန်းတော့မသိတယ်ပဲနဲ့လုပ်နေတဲ့လူကြီးရှိဟုတ်တယ်အဲ့ဒါကမြန်မာနိုင်ငံမှာတော်တော်များတယ်နော်များတယ်များ90ရာခိုင်နှုန်းလောက်ကိုရှိတယ်ဟုတ်တယ်ဟုတ်တယ်30ရာခိုင်နှုန်းလောက်ပဲရောက်ခွေးဟုတ်တယ် အဲ့ဟိုပြီးတော့အဓိက company ចောင်းလည်းမသိပဲねအဲ့လိုချိတ်ချာချိတ်ချာတွေ live mode ကနေပဲဗောနော်ဆိုတော့ပြောချင်တာကချို့လူတွေကတော့အရင်ဒိုကောင်းဆန်တယ်သူတို့ရဲ့ implant တစ်ခုအတွက်နဲ့ပဲပြောချင်တာအဲ့လူတိုင်းကိုအရင်တော့မယုံသေးခြင်းဘူးဗောနော်ဆိုတော့ဒီလိုမျိုး review လေးကြည့်ပြီးတော့မှခုကကိုလိုက်ပြီးတော့ကိုယ် review ကြည့်ခိုင်းတာလည်းမဟုတ်ဘူးဗောနော်နောက်တစ်ခုကတခြားလူတွေလည်းရှိတယ်တခြားတင်တဲ့လူတွေလည်းအများကြီးရှိတယ်အဲ့မှာသွားကြည့်ပြီးတော့မှစုံစမ်းမေးမြန်းပြီးတော့မှလာသိချင်ပါတယ်ဆိုတော့ဒီ interview တော့လောက်ပါပဲ မဟာညိုလေကျေးဇူးတင်ပါတယ်ကျေးဇူးပါအခုလေးကျေးဇူးပါရှင်